မင်္ဂလာပါခင်ဗျာကဲမေဝါရှင်ရှင်ကိုရုစီစဉ်လေးကဘာစီစဉ်လေးဖြစ်လဲအဆော့ကစ်စီစဉ်လေးပါကိုဟုတ်ကဲ့ပါကျွန်တော်ဒါဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာအချက်လက်တွေနဲ့ထူးခြားမှုတွေကိုကျွန်တော်တို့ရှာဖွေပြီးတော့တင်ဆက်ပေးနေတဲ့ answer kit ဆိုတဲ့စီစဉ်လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒါတူပါမြမမေဝါပါရှင်ဟုတ်ကဲ့ပါကဲဒီတော့မှလည်းကျွန်တော်မောင်တော်နှစ်ယောက်ကနေပြီးတော့ဘလို့ထူးခြားပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းချက်လေးတွေကိုရှာဖွေပြီးတော့တင်ဆက်ပေးမယ်ဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ပြီးအားပေးပါဦးခင်ဗျာဟုတ်ကဲ့ပါရှင်ကဲမေဝါရှင်ကိုကဲဒီတစ်ပတ်ရော ဘာလေးရှာဖွေလာခဲ့လေရှာဖွေခဲ့ရဲ့ကိုအခုဖုန်းထဲလေးတော့ဓာတ်ပုံအရင်ပို့ပေးထားရပါတော့ဟုတ်ကဲ့ကိုကြည့်လိုက်မယ်နော်ဟုတ်ဒီတစ်ခါလေဂျူလာပေးတဲ့အကြောင်းအလေးကတော့ဒီ Cooper Family ဆိုတဲ့ဖိုတိုလေးအကြောင်းလေးကိုပြောပြ Cooper Family โอเคမပုံတွေ့ပြီမိသားစုပုံလေးနော်ဟုတ်ကဲ့ကိုမိသားစုပုံလေးသူကဒီမှာပေါ့မိသားစုကလေအဲ့မှာအကူမျိုးလုံးနဲ့မှာတစ်ချက်တစ်ချီပေါ့နော်ရိုးရှင်းနေပေမဲ့မရိုးရှင်းတဲ့ကိစ္စလေးပါနေတယ်ဟုတ်တယ်နော်ဟုတ်တယ်နော်အမှန်လေးဟုတ်တယ်ဟုတ်တယ်ဟိုဟာ အော်မိသားစုပုံလေးတက်ပြီးရိုက်ထားတယ်။အော်ဒီအပေါ်မှာအပေါ်မှာနော်အရေးပေါ့နော်အရေးအရေးတစ်ခုပါနေစောက်ထိုးကြီးနော်ဟုတ်တယ်စောက်ထိုးကြီးစောက်ထိုးကြီးနော်ပြီးတော့အသွင်ပြန်လည်းမတူဘူးနော်ဟုတ်တယ်နော်ဘာလို့ဆိုတော့ဒီရှေ့မှာရှိနေတဲ့မိသားစု၄ယောက်ရဲ့ပုံစံလေးကကြတော့ဒါအဲဘယ်လိုပြောရမလဲ။နက်ခစ်မီတဲ့ပုံစံဒီဇိုင်းလေးနော်ဟုတ်တယ်ဟိုနောက်ကဒီနော်အရေးလိုဖြစ်နေတဲ့ဒါ ဘလူထင်လဲညီမလေးဟုတ်လားညီမကတော့လေအမျိုးသားထင်လားအမျိုးသမီးထင်လားညီမကတော့အမျိုးသားလို့ထင်တယ်အမျိုးသားလို့ထင်တယ်နော်သူရဲ့ပုံမှန်သက်သန်လေးကိုကြည့်ကြည့်အောင်ပေါ့နော်အေးနော်ဟုတ်တယ်သူဇောက်ထိုးကြီးပဲနော်ဇောက်ထိုးကြီးပြီးတော့ဒီပြောရမယ်ဆိုခန္ဓာကိုယ်တော့ဒါထင်တာပေါ့နော်ဒီဇောက်ထိုးကြီးဒီအောက်ဒီဘယ်လိုပြောခေါင်းပိုင်းလို့ခေါ်မလားဒီအပေါ်ပိုင်းကကြောက်ရင်လုံးဝနန်းတိတ်မရှင်းနေဘူးဖြစ်နေဟုတ်တယ်နော်ဟိုခေါင်းပုံစံလည်းမကြောက်ဘူးဟိုတမျိုးပဲအကူရဲ့ဒီလားညီမကြည့်ကြည့်အောင်အဲ့တော့ဒီပုံလေးကကြောက်ရလေဒီပေါ့နော်သူရဲ့ဒီလူတွေရဲ့ dressing တွေပို့ပြီးတော့ဒီပုံမှာအများကြီးရှိနေလားဆိုပြီးတော့တဖြည်းဖြည်းနဲ့အဲ့လိုထင်ကြေးပေးလာရင်ね ဩဟုတ်ပြီဒီလိုဒီလိုထင်နေဟိုပါဘောဒီကင်မရာကိုတုံးတဲ့ချိန်မှာအဲ့ခက်တုံးဆိုဒါတော့နည်းနည်းဒီဘက်ခက်မဟုတ်ဘူးတော့အရင်တော့နှစ်တော်ကြာတဲ့ခက်ကပုံစံအဖြစ်ဟို black and white ပုံစံဆိုတော့ဆိုတော့ကိုတင်တာတော့ဟိုအဲ့ခက်ကဒီဟိုကင်မရာတွေကိုတုံးတဲ့အချိန်မှာပေါ့နော်ဖြစ်ဖြစ်လာတဲ့ဒါဒုစားမှုတစ်ခုခုလေးကြောင့်ပေါ့နော်ဒီဒီကင်မရာကြောင့်ဖြစ်သွားတဲ့ဟာမျိုးလို့ထင်ပြီးတော့သူတို့ကပေါ့နော်အဲ့တော့သူတို့ကတော့ drops and လို့တုံးတယ်ထင်ပါတယ်ကြည့်ရအောင်နော်ဟုတ်မယ်ကိုဟုတ်တယ်အဲ့တော့ဒီဓာတ်ပုံရဲ့ထူးချက်ဟိုဘယ်လိုပြောမလဲထင်ရှားလာတဲ့ဟာမှာပေါ့ဒီနောက်ခံမှာ ပါလာတဲ့ဟာဒီသူတို့ကတရေတစေလားအိမ်ပေါ်အဲ့တော့သူတို့ကတယောက်ကထမင်းချက်ပေးတယ်အဲတရေတစေုံမှာသူတို့ရဲ့ဘိုးဘွားတွေသူတို့ရဲ့ဒီမိသားစုဝင်အဟောင်းတွေပေါ့ပြောမလို့ဟိုရှေးကအနွယ်ဝင်တွေကတေဆုံးမိသားတွေပဲမချွတ်မလို့ဒီလိုဒီမှာပဲရှိနေပြရလားဆိုတဲ့ဟာမျိုးထမင်းချက်ပေးတယ်တချို့ကျတော့လည်းအကွယ်ဒီပုံတာအချိန်ကြီးသွားခြင်းလားပေါ့ဘာညီမလည်းအချိန်ကြီးသွားလားလို့ညီမတော့ထင်နေတယ်အိမ်ပေါ်တော့ဘာလို့လဲသိလား သူ့ရဲ့အနာကအဝိစာအကိုတစ်ချက်သတိထားမိလိုက်လားဟုတ်တယ်နော်ဟုတ်တယ်နော်သူ့အဝိစာကလည်း end date အတိတ်လေးဖြစ်တယ်နော်မိသားစု family ဘုံတို့ဟာဖိုတိုကကြတော့ဒီ family photo ပုံကကြတော့ဟိုနည်းနည်းလေးခက်ရှိပြီးနေဟုတ်တယ်အဲ့တော့ညီမကခုနတစ်ချက်စဉ်းစားပါဘောနော်ဒီအရှိမကခုနသူတွေကပြောကြတာလေဒီမိသားစုဝင်နေသေးဆုံးပြီးရတာလေပါလာတယ်ဆိုရင်တော့ သူတို့မိသားစုတက်ပုံကကြောကြည်လင်နေတယ်နော်ဟုတ်တယ်ကြည်လင်တော့လေအကိုဒီမှာကြည်ကြည်နော်ကြည်ရတယ်ဟုတ်တယ်ပုံမှန်သူတို့ဒါဟိုမှတ်တမ်းတင်ပြီးတော့အလှတက်ပုံရိုက်တဲ့ပုံစံမျိုးနဲ့ပဲသူတို့ရိုက်ထားတာနော်အဲ့လိုမျိုးအဲ့လိုပုံစံမျိုးအဲ့တော့လေအာဒါညီမကတော့ဒါသူတို့ပြောရတဲ့ဒီထင်မြင်ချက်တွေထဲရပါတော့ညီမကတော့အချင်းကြီးသွားလာလို့တော့တွေးမိတယ်ပေါ့နော်အဲ့တော့ဘာလို့ဆိုတော့ညီမကသူ့ရဲ့ဝတ်ဆောင်ကြည်ပြီးတော့ပြောတာပါအေးပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့အဲ့တော့ဟိုပေါ့သူက 6ခန့်ချင်းလည်းအရင်လည်းမဟုတ်ဘူးသူတို့လည်း6ခန့်နေရတယ်လို့လည်းသတင်းထွက်တာတော့မဟုတ်ဘူးဒါမှမဟုတ်ဒီဖိုတိုလေးရိုက်ပြီးရနောက်ပိုင်းမှာဟိုမှာဒီပုံပါလာတဲ့ဟောင်းမှာလူရက်တစ်ဖြည်းဖြည်းနဲ့ဩဒါကတော့ဒီလူချောင်းရှိမြဲအချင်းခီးသွားလာပေါ့မှာအကိုနဲ့ညီမနဲ့ညင်းတယ်လို့ပြောတော့လည်းလည်းညင်းကြတာဟုတ်တယ်နော်အဲ့တော့အကိုတင်တော့သူကဒီတပ်ပုံရိုက်တဲ့အချိန်မှာသူတို့မိသားစု၄ယောက်ကိုပဲဒီတိုင်းရိုက်လိုက်တာကြံရိုက်လိုက်တာနော်တကယ်ပုံထွက်လာပြီဆိုတော့ကြာမှာအခုဒီအရေးကြီးက ပါလာတာဟုတ်တယ်ကိုအဲ့တော့သူတို့လည်းစဉ်းစားလို့မရဘူးပေါ့နော်ဒီအရေးကဘာကြောက်ပါလာလဲတချို့ကြာလည်းဒီအလင်းရောင်ရောင်ပြန်ဟတ်မှုလားအရောင်ပြန်ဟတ်မှုဖြစ်တာလားပေါ့နော်ဟိုရှိသေးရကွာတချို့ကြာလည်းပုံပြတ်သွားတာလားပေါ့ပုံပြတ်ရအောင်အကိုရညီမထင်တာပေါ့နော်ဒီမိသားစု၄ရောင်လောကလုံးဝအေးစစပဲအဝင်စားလက်တွေချေအကုန်ပြေဆုံးပါပဲသူဒီတပုံနေရကွာစောက်ကိုဖြစ်နေတာတော့အဲ့တော့ဒါမဲ့အကောင်လုံးကကြာဒီပုံနေအဲ့လိုမျိုးပေါ့နော် ဟိုတယောက်နဲ့တောင်ထင်မြင်ချက်ပြီးပြီးတဲ့နောက်ပိုင်းမှာဘာဆက်ဖြစ်လဲဆိုတော့သူတို့ကတဲ့ဒီဖိုတိုဒါတသက်အပျော်ရန်ဒီပုံထည့်လိုက်တာလားပေါ့အဲအဲ့လိုမျိုးပြောကြတယ်ညီမတို့ဒီဘက်ခစ်တင်မှာဆိုညီမတို့ဒီတရေပါလာတဲ့ application လေးရှိနေတော့အဲ့လိုပုံလေးတင်လုပ်လို့ရတယ်နိအဲ့တော့အဲ့လိုမျိုးတော့သူတို့ကပြောကြတယ်ပေါ့နော်အဲ့တော့ဒီပုံကတော့အမျိုးမျိုးတော့အခုချိန်မှာပေးနေကြတယ်ထင်ချင်ပေးနေကြတယ်ပေါ့နော်သူတို့ထင်တယ်လို့မျိုးကတော့အကူကတော့အကူအကူအမြင်ပေါ့လေဟုတ်ကဲ့ဆိုတော့သူတို့ဒီဟာ black ဟို black and white kick ကရိုက်ထားတဲ့ပုံဆိုတော့အဲ့တုန်းကလေဒီ camera effect တွေတို့ခုနကညီမမဲဟောပြောသလိုပဲဒီဟိုဟာပေါ့ app နဲ့ဟိုထည့်တဲ့ဟာမျိုးတွေကလည်းအဲ့ကိမှာရှိမှာမဟုတ်ဘူးเนาะဟုတ်တယ်เนาะအခုပြောရတယ်ဟုတ်တယ်เนาะမရှိလောက်ဘူးဆိုတော့ kick ကတော်တော်လေးတော့ကြာနေကြာနေပြီလीเนาะဘာပဲဖြစ်ဒါ maybe ဟိုပေါ့နေ့80 90ဝင်းကျင်လောက်ကပုံစံမျိုးတို့ရဲ့ဝက်စားပြင်ဆင်မှုပုံစံမျိုးဟုတ်တယ်အဲ့လိုကြီးဆိုတော့အဲ့ဆို တော်တော်များများကလည်းအကွာတိလားဒီဟာကြီးကသူတို့အတွက်အရန်လှုပ်ဝက်နဲ့နည်းနေတယ်။ဘာဖြစ်ဆိုတော့အကူကသတိထားမိလိုက်လားအဲ့ဒီပုံမှာဖျောင်းနိုင်တော့နေထွန်းထားတယ်။အင်းဟုတ်တယ်။စပွဲဝိုင်းမှာဟုတ်ပါဒါမြမလည်းဒါတိရလိလာရသလောက်အဲ့လိုမျိုးတိထားသလောက်ဆိုသူတို့ကသူတို့ရဲ့ဒီအနောက်နိုင်ငံတွေဘက်မှာအဲ့လိုငါးဘက်တွေပါတယ်ဆိုရင်ဒါဒီဖိုတိုကဘယ်ချိန်ရိုက်ထားလဲတော့မသိပင်မဲ့လည်းအကူပြောသလိုပေါ့ဒင်နာလုတ်တဲ့အချိန်မှာသူတို့ဖျောင်းနိုင်အဲ့လိုထွန်းရှင်းအဖြစ်သူတို့ရဲ့ဝိညာဉ်နဲ့ဆင့်ခေါ်တာမျိုးလည်းရှိကောင်းရှိတယ်။အော်အဲ့တော့အဲ့လိုမျိုးပဲသူတို့ကဆင့်ခေါ်ထားတာလား အဲ့လိုမျိုးပေါ့နော်အဲ့ဒါညီမကတွေးမိတာလေးပေါ့နော်ညီမလည်းတွေးမိတာအဲ့တော့သူတို့ဘက်မှာကျတော့သူတို့ဒီအမျိုးမျိုးသောဒီပညာရှင်တွေရင်းချင်းမှုဆိုင်ရာတွေကတော့ကိုကချက်တွေနဲ့ပို့ပြီးတော့သူတို့အထိတ်ဝေဖွင့်ဆုံနေဟုတ်ကဲ့ဟုတ်ဘောင်းဆုံပေါ့နော်သူတို့ဒီပုံဝင်မြင်တဲ့အချိန်မှာဒါဟိုသူတို့တွေးထင်တဲ့အကြောင်းအရာတွေအကုန်လုံးတော့ပြောနေကြတာပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့တေချာတခုကတော့ဒီနေ့အချိန်ထိဒီဟာကဘာလဲဆိုတာခုထိဖြေရှာလို့မရသေးရှင်ဟုတ်တယ်ဟုတ်ပြီဗျာဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်နော် ဒီပုံလိုက်တာထူးထူးခြားခြားဟိုဗောတခြားမိသားစုကြီးပဲရိုက်တဲ့ဟာကိုမှဒါပါလာခဲ့တာပါလာခဲ့တာအဲ့လိုဆိုရလေဒါကတော့အကိုပြောသလိုဒနာဖြစ်ပုံများရယ်ဖြောင်းနိုင်လေးရလေးထွန်းထားရယ်နော်အဲ့တော့ဒီဖြောင်းနိုင်ထွန်းထားတာကမှဆိုသုံးတိုင်လေးကတညီတညာလေးလေးလဲထွန်းထားရယ်ဆိုတော့ဟိုပြောမယ်ဆိုဒါကတော့အလှတပ်ပုံတော့ဖြစ်နိုင်တယ်ဒါပေမဲ့ထမင်းစပွဲမှာဘာမှလည်းရှိမနေနော်ဟုတ်တယ်နော် အလွတ်ကြီးတယ်ဒီမှာဒီခွက်လေးရှိမယ်ဒီကင်မရာလေးလာတော့မသိဘူးဒါလေးကတော့သူထားထားပေးရနော်။ဟုတ်တယ်။အဲ့လီပဲရှိမယ်ဆိုတော့အဲ့တော့သူတို့မျက်နှာကြီးကြော်လေအေးကြကြပဲခလေးတွေအစားတုံ့လုံနေရာမျိုးကြောက်ရွံ့နေရာမျိုးမတွေ့ရအောင်အဲ့လိုနေထားဆိုသူတို့ကိုယ်တိုင်လည်း6လနဲ့တိမာပဲလေနော်။ဒီဓာတ်ပုံရိုက်နေတဲ့အချိန်ရင်တော့စိတ်ကမလုံဘူးလေနော်။ဟုတ်တယ်ဟုတ်တယ်။အဲ့တော့မျိုးမျိုးပါပဲညီမတော်တွင်းတွင်းရင်းနဲ့တုံးလေးပြလို့ရတာပဲเนาะဟုတ်တယ်เนาะဟုတ်တယ်เนาะအဲ့လိုအဲ့လိုပဲအခုလူလဲဒီလိုပဲမြင်လဲခါကြလို့ရှင်သူတို့တွေးထင်နေတယ်လို့ပေါ့เนาะတွင်းမိမှာပဲလीเนาะတွင်းမိမှာပဲဒါသူတို့ပဲဖန်တီးထားပြီးတော့ခါကြတော့ပဲဒီ ပုံမူလူတွေစိတ်ဝင်စားလာအောင်ပဲလှုပ်လိုက်တာလားလှုပ်လိုက်တာလားပေါ့နော်ဟိုလိုအဲ့ဒီအလင်းရောင်အပြောင်းလဲကြောင်းဖြစ်တာလားဟုတ်တယ်ဟုတ်ပေါ့အဲ့တော့ဒီပုံကအရန်ကြီးကိုလှုပ်ဝက်ဆန်းကျင်နေပြီးတော့ဒီမိသားစုရဲ့တမိုင်းကြောင်းနဲ့ဟိုပေါ့နော်ဒီဓာတ်ပုံကအောက်ဒါကြီးကလှုပ်ဝက်နည်းနည်းတယ်ထူးခြားဖြစ်စဉ်ဆိုပြီးတော့မှတ်တမ်းတင်ထားခဲ့အေးပေါ့အေးပေါ့အေးပေါ့နော်ဒါရှစ်ခစ်တုန်းကဖြစ်တဲ့ခါကျတော့ဒါပို့ပြီးတော့လည်းအဲ့လိုမျိုးထူးခြားမှု ဖြစ်နိုင်ကြီးပိုများတယ်လို့ဒါကိုတောက်လို့လို့ထင်တယ်လေဟုတ်တယ်ဟုတ်ကဲ့ direct kit ဆိုရင်တော့ခုနကမဲဝပြောသလိုပဲဒီ application တွေကနေပြီးတော့မှပဲထည့်ထားရတာလို့ရတယ်ပေါ့နော်ပေးလို့ရပါအဲ့ဒါလည်းသူတို့ဘက်ကသူတွေကလည်းတွေးသေးတယ်မြို့မြို့ထင်ကြည့်ပြရပါဘောနော်သူတို့ဒါတသက်စားနောက်ပြီးတော့ထည့်ထားတာလားအဲ့လိုပုံစံမျိုးနဲ့လောက်ကြရလဲရှိရပါဘောနော်အဲ့တော့ဒါပေမဲ့ခုချိန်ထိတော့ဒီမူရင်းတော့မျိုးပဲစိတ်ဝင်စားပြီးတော့စိတ်ဝင်စားပြီးဖြစ်နေကြတော့ဘလို့မှအဖြေမတွေ့သေးဘူးပေါ့နော်အဖြေကိုလုံးဝရှာမတွေ့သေးရအဲ့လိုဖြစ်နေရဟုတ်ပါပြီကဲ့ အဲ့တော့မေဝါရီချစ်စင်များကြီးတင်တယ်เนาะဟုတ်ကဲ့ကိုဒါကြီးကကူပါ family เนาะကူပါ family ရဲ့ပုံလေးเนาะဟုတ်ကဲ့အဲ့ကျွန်တော်မတော်နှစ်ယောက်ကဒီတစ်ပတ်မှာဒီကူပါ family ရဲ့ဓာတ်ပုံလေးတွေမှာ ထူးခြားစွာနဲ့ပါလာခဲ့တဲ့အရေးကြီးတစ်ခုခုချိန်ကြီးဒါအပြေရှားလို့မရသေးတဲ့အကြောင်းအရာပေါ့နော်အာဒီဟာဒီပုံလေးကိုကျွန်တော်တို့ဒါတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်အပိုင်းတွေမှာလည်းကျွန်တော်တို့အာနောက်အစီအစဉ်တွေမှာလည်းပေါ့နော်ဘယ်လိုမျိုးထူးခြားတဲ့ဘုံကြီးစိတ်ဝင်စားစရာအကောင်းတဲ့အချက်တွေကိုကျွန်တော်တို့ရှာဖွေပြီးတော့ပြန်လာမယ်ဆိုတာကိုစောင့်မျှော်ပြီးအားပေးပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင့်တက်တာ